ကဲအားလုံးပဲမင်္ဂလာပါဒီလိုချောင်းလေးနဲ့ပေါ့နော်ဒီလိုတောင်ရှူခင်းလေးတွေဒီလိုစဘာခင်းလေးတွေကိုရေးပေးတယ်ခင်းလေရေထွက်ကိုကျွန်တော်သွားကြည့်မယ်ဒါတော့ကျွန်တော်ဆက်ထွက်လာတဲ့ချိန်ကပိန်းနေပင်ရွာရဲ့ပိန်းနေပင်ကဝင်းပေါ့ဗျာနော်ဒီမှာမြင်ရတဲ့တောင်ကုန်းသင်းသေးလေးတွေကတော့အဲ့ကျော်လိုက်ပြီဆိုရင်ခင်းလေရွာကိုရောက်မယ် ဟိုတောင်အမီးရဲ့အခြေမှကျတော့ခင်းလေရပါရှိတယ်။ရှုခင်းကတော့ရမ်းလာတယ်။တကယ်တိမ်လေးတွေနဲ့မြေခွင်းသင်းသင်းလေးတွေနဲ့ဒါပိန်နေပင်ရွာကအဲ့လေတွေကိုပေါ့နော်ရေပေးတဲ့ရုံးမင်ချောင်းလေးအဲခိုင်းဆိုရင်တော့ရေများတယ်ဗျာခုကရွာလေးကိုရေပေးထားတော့ရေနည်းနည်းလေးနည်းနေတယ်ကဲဆက်ရှောင်းမယ်ဒီလေဝင်းလေးတွေကြားထဲမှာ tracking ပေါ့ဗျာ mình thấy là để ghé lại về thì tông vũ đi thì tông cũng gì thì tông đen gì rồi này ấy nhìn thấy là cái tông gì chỗ này vậy rồi nhỉ ô mình là tông chỗ này vậy rồi nhỉ chỗ anh một chỗ mà thì tông chỗ thì tông cũng chỗ vậy rồi nhỉ khen rồi lệ quên thì ngồi chỗ mà thì tông chỉ nó nó có chỉ ngồi chỗ vậy rồi nhỉ rồi ấy ngay chỉ luôn ngồi chỗ အဲဒါဆိုကျွန်တော်တို့ဒီစမ်းကြောင်းလေးပေါ့ဒီပိန်နေပြင်ကလေလေးတွေကိုရေပေးတဲ့စမ်းကြောင်းလေးတွေသူဝေးမှလည်းဟွာရှိရဲ့ဗျအဲ့ဖေးမှလေခွင်းလေးတွေနဲ့ထမ်းပင်လေးတွေနဲ့ရှိတယ်ဒီရေးလေးကလည်းကြည်နေတာပဲဒါကြောက်လေးတွေကြာနေကြာနေရေးကမနာဘူးဒီမှာလေးထိုင်ပြီးတော့ဘီယာလေးသာတောက်လိုက်ရရင်တော့လုံးဝ share ပဲဗျာလုံးဝတဘာဝရတာကိုအပြည့်ခံစားလို့ရတယ် အာဒီနေ့လေးကတော့နည်းနည်းလေးရေအဝတ်ပါပါလျှော်ကြတာပေါ့သူတို့ကဒီပိုင်ရှင်ပေါ့ဒီပိုင်ရှင်ကတော့ဒီမှာအိတ်လို့ရတယ်ဒီနေ့လေးမှာလဲဟိုပေါ့ခွေခွင်းလေးလဲကျဲမြေခွင်းလေးလဲကျဲတယ်အိတ်လို့ရတဲ့နေရာလေးလဲကျဲတယ်ပြီးတောင်းဒန်းကြီးရဲ့ဒီထမ်းမင်လေးတွေနဲ့လဲခွင်းလေးတွေနဲ့ပေါ့နော်အာဒါကြီးကတော့ကျွန်တော်တို့ခုနပြောတဲ့တောင်ရိုးရှိပေါ့တက်သွားတဲ့အချိန်မှာအောက်ကနေမြင်ရတဲ့ပိန်းနေပင်ရွာရဲ့လဲခွင်းနေရဲ့ဒီမြင်နေရတဲ့မြေကြီးကပန်းလောင်မြေ အမ်ဒီယာကြီးကကြတော့ဒီမှာမြင်နေရတာကတော့အဲ့ဒါဆဲအောက်ကင်းသားဆဲလို့ခေါ်တယ်ကင်းသားလေးလို့လည်းခေါ်တယ်ဒီအိတ်တောင်ကုန်းလေးပေါ်တော့နည်းနည်းလေးတော့တက်ရခတ်တယ်လမ်းလေးတွေကမတက်တာကြတော့လေအိတ်ပေါ်လေးကျွန်တော်တက်ကြည့်လိုက်တယ်တက်ကြည့်လိုက်တော့ဒီလို view လေးမြင်ရတယ်ပေါ့ဗျာလာလာတော့အရန်ကိုလာတယ်ပြာပပတဲ့တောင်းနေဝိုင်းရံနေတဲ့ နေရာလေးတခုပေါ့အဲဒါကျွန်တော်တို့